ကိုရီးယားမျိုးကိုသမ္မတထရန့်ကခြေချလိုက်တာနဲ့မြောက်ကိုရီးယားကတော့ဒုံးနဲ့ကြိုးဆူလိုက်ပါတယ်။ဒါပါလဲဆိုတော့မြောက်ကိုရီးယားဟာသူ့ရဲ့သဘောထားကိုပြသလိုက်တာပဲဖြစ်ပါတယ်။မြန်မာသမ္မတထရန့်ကတောင်ကိုရီးယားကိုရောက်ရင်မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဟန်နဲ့အချင်းချင်းတွေ့ဆုံဆွေးနွေးကြမှာလေလို့ပြောနေပေမဲ့လည်းမြောက်ကိုရီးယားဘက်ကတုတ်တုတ်မလုပ်ပါဘူးအခုထရန့်ကကိုရီးယားမျိုးကိုခြေချလိုက်မှမြောက်ကိုရီးယားကဒုံးနဲ့ကြိုးဆိုလိုက်တာဖြစ်ပါလိမ့်သမ္မတထရန့်ဟာတောင်ကိုရီးယားနိုင်ငံ Ground Zero ကိုအောက်တိုဘာ29ရက်နေ့မှာရောက်ရှိခဲ့ပါတယ် ရမ်ရောင်မီညာနိုင်ပိုင်းလို့မှာပဲအိန္ဒိယမြောက်ကိုရီးယားကညူထိပ်ဘူးတက်စင်နဲ့ခရစ်တုံးကြီးတွေစံသက်ပြစ်လို့ပြပါတယ်။ဒါဟာမြောက်ကိုရီးယားကိုညူလက်နက်နိုင်ငံဖြစ်တရားဝင်သိမှတ်ပြုလို့ကိုအင်အားပြတဲ့လုပ်ရလို့လေးလာသူတွေကသုံးသက်ပါတယ်။ဒါမဲ့တမားဆောင်ကတော့ဒီဒုံးကြီးပြလုံးကိုလေးမထားပါဘူးတရုတ်နဲ့ကွန်တော်ရေးဆွေးနွေးပွဲကအဓိကအယွန်ဆိုင်ထားတယ်လို့ပြောပါတယ်ထရာဟာတောင်ကိုရီးယားတမားအီဂျင်မြောင်းနဲ့တွေ့ဆုံပြီ ကွန်ဘိုင်းဒဘော့တူနီဂျာပြည်သက်နိုင်ရေးဆွေးနွေးမှာဖြစ်ပါတယ်။တောင်ကိုရီးယားပုဂံလေးပေါ်ခွန်25ရာခိုင်နှုန်းစား25ရာခိုင်နှုန်းပဲကြာသင့်မှုအတွက်အမေရိကန်မှာဒေါ်လာဘီလီယံ350ရင်းနှီးမြုပ်နှံပါမယ်လို့တောင်ကိုရီးယားဘက်ကသဘောတူထားပေမဲ့အသေးစိတ်ညှိနှိုင်းမှုကတော့မပြီးပြတ်သေးပါဘူး။ခါဟာအရှပစိဖိတ်စီးပွားရေးပူပေါင်းဆောင်ရေးဖွဲ့ APEC စီးပွားရေးခေါင်းဆောင်တွေထိပ်သီးဆွေးနွေးပွဲကိုတက်မှာလည်းမဟုတ်ပဲ APEC စီးပွားဆွေးနွေးပွဲမှာတော့မိန်ခွန်းပြောမှာဖြစ်ပါတယ်။ အေဘတ်စီဝေးပြည်မှာတရုတ်သမ္မတနဲ့တွေ့ဆုံဖို့ရှိပါတယ်။နှစ်ဖက်တင်းကြပ်မှုတွေရှင်းချပြီးတော့ကုံတော်ရေးစစ်ပွဲရက်ဆိုင်မှုကိစ္စအဆွန်းနှမှာဖြစ်ပါတယ်။မြေရှားတပ်ထုကိစ္စလည်းဆွန်းနှနိုင်ပွဲရှိပါတယ်။အခုမြေရှားတပ်ထုအရင်နဲ့ပတ်သက်ပြီးတရုတ်နဲ့အမေရိကန်ကြားထဲမှာကုံတော်ရေးစစ်ကအဓိကဖြစ်လာတာဖြစ်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်နဲ့တွေ့ဖို့ကတော့ဆန္ဒရှိကြောင်းပြောထားပေမဲ့နျူကလ িয়ার လက်နက်ဆွန့်လွှတ်ဖို့ဖိအားပေးမှုတွေရပ်တန့်မှသာတွေ့ဆုံမယ်လို့ပြုံရန်ဘက်ကတုံ့ပြန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကိုအမေရိကန်သမ္မတထရန့်ရောက်မလာသေးခင်မှာပဲမြောက်ကိုရီးယားဟာအော်တိုဘာ28ကကိုရီးယားကျွမ်းဆွမ်းနောက်ဘက်ကိုဒုံးကျည်တွေစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်တောင်ကိုရီးယားဟာမြောက်ကိုရီးယားရဲ့မြို့တော်ပျုံယမ်းအနီးကဒေသတစ်ခုကနေအရှေ့မြောက်ဘက်ကိုဗုဒ္ဓဟူးနဲ့စော်ပိုင်းမှာပစ်လွတ်လိုက်တဲ့တာတိုပစ်ပယ်ထင်းဒုံးကျည်တွေလို့ယူဆရတဲ့ဒုံးကျည်အများအပြားတွေ့ရှိခဲ့ကြောင်းတောင်ကိုရီးယားကုတွဲစဥ်စုယုံရဲ့ကြီးညာချက်ရသိရပါတယ်စစ်တပ်ဟာမြောက်ကိုရီးယားမှာဒုံးကျည်လှုပ်ရှားမှုကိုထောက်လှမ်းမိခဲ့ပြီးတော့ အင်္ဂါနေ့မှာပြစ်လွတ်ဖို့ပြင်ဆင်တာတွေ့ခဲ့ရကြောင်းတောင်ကိုရီးယားကပြောပါတယ်စစ်တပ်ဟာအောက်တိုဘာ28ရက်နေ့ဒေသစံတော်ချိန်ညနေ3နာရီလောက်မှာမြောက်ကိုရီးယားနောက်ဘက်ပင်လယ်ပြင်မှာခရစ်တုံးကြီးတွေတွေ့ရှိခဲ့ရပါတယ်အင်္ဂါနေ့ကမြောက်ကိုရီးယားကခရစ်တုံးကြီးစမ်းသပ်ပြစ်လွတ်ပြီးတဲ့နောက်ယွမ်ဟတ်သတင်းအေဂျင်စီဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အောင်မြင်မှုမတန်းကိုထုတ်လွှင့်ပြခဲ့ပါတယ်ကျောင်းဟတ်တဲ့အေဂျင်စီဆိုတာကတော့အားလုံးသိတဲ့အတိုင်းပါပဲ။ဒါဟာမြောက်ကိုရီးယားအစိုးရရဲ့အဘော်တရင်အေဂျင်စီဖြစ်ပါတယ်။ မြောက်ကိုရီးယားကဒီတစ်ခေါက်မှာတော့တမနာထွန်းနဲ့မတွေ့ဖြစ်ဖို့များတယ်လို့သိရပါတယ်တမနာထွန်းကတော့မြောက်ကိုရီးယားခေါင်းဆောင်နဲ့ဖြစ်နိုင်မယ်ဆိုရင်တွေ့ကျင်တယ်လို့ဆိုပါတယ်အမေရိကန်တမနာထွန်းဟာမလေးရှားနိုင်ငံမှာအာဆီယံအစည်းအဝေးထိပ်သီးတက်ရောက်ပြီးတဲ့နောက်ဂျပန်ကိုတွားခဲ့ပြီးတော့ဘရင်အေဂရစ်နဲ့တမနာဂျပန်ဝန်ကြီးချုပ်တို့ကိုတွေ့ဆုံခဲ့ပြီးမြေရှားသထုဆိုင်ရာသဘောတူညီချက်စာချုပ်ကိုပါလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ် ဒါကြောင့်ဂျပန်ကပြောပါတယ်အမေရိကန်ဟာသူတို့အတွက်တော့အင်အားအကြီးဆုံးမဟာမိတ်ပါလို့ဆိုပါတယ်အမေရိကန်ဟာအင်အားအကြီးဆုံးမဟာမိတ်ဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်ဆာနာရဲတာကီအီရှီကပြောပါတယ်ထရန်ဟာအာရှခီးစင်နဲ့ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပါတယ်သူတို့နှုတ်တွေ့ဆုံချိန်မှာလက်ဆွဲနှုတ်ဆက်ခဲ့ပြီးတော့တာကာအီရှီကဒါအရင်ကပမာဏလက်ဆွဲနှုတ်ဆက်မှုမျိုးပဲအရင်ကကောင်းပါတယ်လို့ဆိုပါတယ်တကယ်လို့ပြောရရင်ဝန်ကြီးချုပ်အဘေးလက်ထက်က တမလထရင်အင်တိုက်အာရရှိတဲ့တဏမရေးရာအာထုတ်ကျုပ်မှုတွေအကြောင်းကျမကိုမကြခဏပြောဥပါတယ်လို့တက္ကအိရှိကပြောပါတယ်တက္ကအိရှိကလုံးကြံခံရပြီးတည်သွားတဲ့ဝန်ကြီးချုပ်ရှင်ဇိုအဘီရဲ့တပည့်လည်းဖြစ်ပါတယ်ထရင်ကလည်းတက္ကအိရှိကိုဂျပန်ရဲ့ပထမဆုံးမြို့သမီးဝန်ကြီးချုပ်ဖြစ်တောင်းဝန်ထမ်းဆောင်ရတာဟာအလွန်ကြီးမားတဲ့တောင်းဝန်တရားဖြစ်ကြောင်းနဲ့ဂျပန်ပေါ်ထားတဲ့အမေရိကန်ရဲ့ကတိကဝတ်ကိုလည်းလေးထားပါတယ်ဆိုပါတယ်ဂျပန်အတွက်ကျွန်တော်လှုပ်ပေးနေတာရှင်အမြဲကူညီတော့မှာပါ ကျွန်တော်တို့ကအင်အားကြီးဆုံးမဟာမိတ်တွေလေလို့ထွက်ငါပြပါနဲ့ထရနတာကအီရှိဟာကုန်တယ်ရေးမြေရှားသတ္ထုတွေထောက်ပံ့ရေးကိစ္စနဲ့ပတ်သက်ပြီးသဘောတူညီချက်တွေလက်မှတ်ထိုးပါတယ်အဲတော့ထရန်ကဂျပန်မှာစက်ကထားနဲ့အမေရိကန်လေရင်နဲ့တင်မောကြီး USS ဂျော်ဝါရှင်နဲ့တင်မောဘော်ကိုတက်ကအီချီနဲ့တူသွားပြီးစစ်သားတွေကိုမိန်ကုန်းပြောနှုတ်ဆက်ပါတယ်ထရန်ကစစ်တီတွေတော်မှာကပြလိုက်ပါသေးတယ်ဒီကိစ္စကလည်းတော်တော်လေးကိုကြောကြားပါတယ်ထရန်ဟာသူ့ရဲ့အာရှခီးစင်မှာနှစ်ကြိမ်ကပြပါတယ် ထမင်းကြီးကပြတာကတော့ဒီသူမလေးရှားနိုင်ငံကိုရောက်ရောက်ချင်းလိန်ဘော်ကဆင်းရဲခြင်းပဲသူ့ကိုကြိုးစိုးအခန့်နဲ့အဖွဲကိုကပြတာဖြစ်ပါလေဒုတိယကြိမ်ကပြတာကတော့သူ့ရဲ့ YMCA နာမည်ကြီးတဲ့ချင်းနဲ့အဲ့ဒီဂျပန်မှာရှိတဲ့အမေရိကန်စစ်သည်တွေကိုကပြခဲ့တာပဲဖြစ်ပါလေနောက်တွင်ပုတ်ပြောချင်တယ်ဗျဂါဇာအနှံ့ပြတိုက်ခိုက်မှုတွေကိုအစ္စရေးကဆက်လုပ်နေပြီးအပြည့်အသဘောတူညီမှုကိုတော့စောင့်ထိန်းစေပါပဲလို့ဟာမတ်စ်တို့ကပြောပါလေ ဂါဇာနဲ့ပြစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်နေမယ်အပြည့်အသဘောတူညီမှုကိုစောင့်ထိန်ဆက်ပါလို့ဟာမတ်တို့ကပြောတာဟာစီးနဲ့ဘောင်းနဲ့တွင်ကနေသူတို့ကပြောလာတာဖြစ်ပါတယ်ဒီပြစ်ခတ်ရဲစဲမှုကိုစတင်ချုပ်ပေါက်တာဟာအစ္စရေးပါလို့ဟာမတ်တို့ကတစ်ဖက်ကနေဆွဆွဲကြည့်မုံရပါတယ်ဒါမဲ့ဟာမတ်ပြောက်ကြရိဘဂတ်ဘောဒမီချက်ကိုစတင်ချိုးဖောက်တာလို့အစ္စရေးဘက်ကဆွဆွပါတယ်။အစ္စရေးကဝန်ကြီးအစ္စရေးကစကအော်တိုဘတ်နဆရှိနေမှာဟာမတ်တွေကအစ္စရေးစစ်သားတွေစတင်ရန်စတိုက်ခိုက်တယ်လို့ပြောပါတယ်။ ဒါရမကသေးပါဘူးဟာမတ်စ်ဒီဟာအစ္စရေးတစားကနေရုပ်လောင်းကိုဆုံဆုံလင်းလင်းပြန်ပြီးတော့လွှဲပါမယ်ဆိုတဲ့ကတိကိုလည်းမတည်ဘူးလို့ဆိုပါလေဟာမတ်စ်ဘက်ကအစ္စရေးတစားကတို့ရုပ်လောင်းလွှဲမယ်ဆိုရင်အစ္စရေးဘက်ကလည်းပါလက်စတိုင်းဒီရုပ်လောင်း15လောင်းပြန်ပေးမယ်ဆိုပြီးတော့အလဲလဲလုပ်ထားပါလေပါလက်စတိုင်းပြောက်ကြားဖွယ်ဟာမတ်စ်ကတော့အစ္စရေးကိုတက်ခတ်ခဲ့တာမိမိတို့လက်ချက်မဟုတ်ဘူးလို့ညင်ပါလေအမေရိကန်စိုးရကဂျာဝင်စည်းစပ်ပေးတဲ့အပြည့်အစုံတွေမျိုးကိုလည်းလေးစားလိုက်တာပါလေဆိုပါတယ် ဒါပေမဲ့ဂါဇာကမြောက်မှာလက်လက်ကင်ဖွဲ့တဲ့အများကြီးရှိတယ်လို့ဆိုပါလိမ့်။တစ်ဖက်မှာတော့ဂါဇာနဲ့မှာအော်တိုဘာ28ရက်နေ့ကအစ္စရေးတိုက်ခိုက်မှုကြောင့်လူ33ထပ်မံတေဆုံးခဲ့တယ်လို့ဟာမတ်စ်ကထုတ်ပြန်ပါလိမ့်။အစ္စရေးပြစ်ခတ်မှုတွေကဂါဇာစစ်သည်ရဲ့ဗီလာဟီယာရဲ့အယ်ဘူရာရဲ့ခိုင်ယူနစ်ရဲ့နျူဆန်ရက်အဲ့မျိုးတွေကအိမ်တွေကျောင်းတွေတိုက်တွေကိုထိမှန်ခဲ့တာဖြစ်ပါလိမ့်။ကာဇာဂျီနီတင်းမပြီမဲ့ပြည့်ရသဘောတူညီမှုကဆက်ပြီးတော့တည်တက်မယ်လို့မိမိယုံကြည်ကြောင်းအမေရိကန်ဒုသမ္မတဂျေရီဘန့်စ်ကပြောပါတယ် ဒါပေမဲ့အစိုးရကြီးချုပ်ဗီဂျင်နီမီတာညာဟုကစစ်တပ်ကိုအင်းနဲ့အားနဲ့စစ်စင်တိုက်ခိုက်မှုတွေလုပ်ဖို့အမိန်ပေးခဲ့ကြောင်းတည်ပြုပေမဲ့ကျောင်းရင်းကိုထုတ်ဖော်ပြောခြင်းမရှိပါဘူး။ Israel ကတော့ Israel စစ်တီတွေကိုစတဲ့ရံပြတိုက်ခိုက်တဲ့အနေနဲ့ Hamas တွေဟာမကြော်သင့်တဲ့စီးကိုကြော်ပြစ်တာလို့ဆွဆွဲပါတယ်။ Israel စစ်သားတွေကိုတိုက်တာကွယ်လွန်သွားတဲ့ Israel တစ္ဆာကန်လောင်းတွေကိုပြန်လွှဲပေးမယ်ဆိုတဲ့သဘောတူညီမှုကိုချိုးဖောက်တာ။ဒါတွေအလုံးအတွက်ပြန်ပေးဆက်ကမယ်ဆိုပါတယ်။ အစ္စရေးစစ်တပ်ကတော့ဟာမတ်စ်တွေကတိုက်တာလို့ပြောနေပါတယ်အစ္စရေးစစ်တပ်နဲ့ဟာမတ်စ်တွေကြားထဲမှာမြေဝါလိုင်းသတ်မှတ်ချက်ရှိပါတယ်မြေဝါလိုင်းသတ်မှတ်ချက်ဆိုတာကဂါဇာကမ်းမြောင်ဒေသရဲ့ကဲရိုတဲ့အေရီးယားတွေနဲ့အစ္စရေးနိုင်ငံကြားမှာဂျာဂန်နယ်မြေဖြစ်သတ်မှတ်ထားတဲ့နေရာပါအစ္စရေးတပ်တွေဖြန့်ကျက်ထားတဲ့ဇုံရဲ့နယ်နိမိတ်မြင်းလို့ပြောမှမဟုတ်ပြအစ္စရေးမီဒီယာတွေကတော့ဂါဇာတောင်ပိုင်းရာဖာမြို့မှာရှိတဲ့အစ္စရေးတပ်တွေဟာလည်းတင့်ဖြတ်ဒုံးတွေနဲ့တိုက်ခိုက်တာစနိုက်ပါနဲ့ခြုံပစ်တာတွေကြုံရတယ်ဆိုပါတယ် ညနေပိုင်းမှာတော့အီဇစ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးဂါဇာနဲ့ပေါက်ကွဲတန်နေကြရတယ်လို့ပြောပါတယ်ဟာမတ်စ်ပြည်ညာချက်မှာတော့ယာဇွေဟာဝဲအဖာမှာအီဇွေတက်တွေကိုပြစ်ခတ်တာမင်းမျိုးလက်ချက်မဟုတ်ဘူးလို့ညင်ထားပါတယ်အီဇွေတက်ခိုက်မှုနဲ့ရှုတ်ချတယ်ဆိုပါတယ်ဒီပြစ်ခတ်မှုတွေဟာဟာမတ်စ်နဲ့ဘာဆက်ဆက်မှုမှမရှိပါဘူးဟာမတ်စ်ဟာအပြည့်ရဲ့သဘောတူညီမှုကိုလေးစားလိုက်နာဆဲပါဆိုပါတယ်ဂါဇာမှာဘုံနေကြတာအီဇစ်ဘက်ကပါလို့ဟာမတ်စ်ကဆွဆွပါတယ် အမထကဥဇောင်းမြန်မာပြည်အီဂျစ်ကတားနဲ့တွဲပြီးတော့ကဝိုင်းဝန်းကူညီပေးတဲ့သဘောတူညီချက်အရဂါဇာမှာအော်တိုဘတ်ဆယ်နေ့ကစပြီးအပြစ်ခတ်ရစဲခဲ့ပါတယ်။ပြန်လည်တရားခံတွေကိုလွှတ်ပေးပါတယ်။ဂျုံလောင်းတွေကိုလွှဲပေးဖို့ကတော့တော်တော်လေးကိုခက်ခဲနေတော့မှဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြန်လည်တိဖို့ရလုပ်ငန်းစဉ်တွေလုပ်နေရတဲ့အတွက်ပါ။ဒါကြောင့်ပြန်ရှာဖို့ခက်ခဲတဲ့ဆိုတဲ့အကြောင်းဟာမတ်စ်တို့ကတော့အကြောင်းပြထားပါတယ်။ ခုတည်မြမတော့အင်ဂျင်ကဂျွန်ညိုဖနီရနိုင်ငံတကာကျရှင်နေဖွဲ့တွေကလည်းဂါဇာမှာရုံလောင်းတွေကူညီလို့စတင်နေတာဖြစ်ပါတယ်။ဒီလိုအချိန်လေးမှာအစ္စရေးလွတ်တော်ကနေပြီးတော့ဂါဇာကိုသိမ်းဖို့ဆိုပြီးသူတို့ကသူတို့မဲခွဲဆုံးဖြစ်ပါတယ်။အတည်ပြုပါတယ်။ဒါနဲ့ပတ်သက်ပြီးအမေရိကန်ကလုံးဝလက်မခံပါဘူး။တကယ်လို့အစ္စရေးကသာဂါဇာကိုသိမ်းပိုက်မယ်ဆိုရင်တော့အမေရိကန်အနေနဲ့အစ္စရေးနဲ့လက်တွဲဖြုတ်ရလိမ့်မယ်လို့သမ္မတထရန့်ကပြောထားတာဖြစ်ပါတယ်။နောက်တရေလို့ပြောကျင်နေပြ ်ဖြစ်အပြင်ပုံတိုင်းကြီးမာလဆာဟာကျူပါစီဥတီနေပြီဖြစ်ပါတယ်ဂျာမနီကနိုင်ငံမှာကြုံမှုသမျှအပြင်းထန်ဆုံးမှုန်တိုင်းတွေထဲမှာစံကြေတင်လောက်တဲ့မှုန်တိုင်းဟာရီကိန်းမာလဆာဟာကျူပါစီဆက်လက်ဥတီနေပါတယ်ကာရေဘီယံပင်လယ်ထဲကလူဦးရေ1.8သန်းတောင်နေထိုင်တဲ့ကျွန်းနိုင်ငံလေးဂျာမနီကဟာအော်တိုဘာ28ရက်နေ့ကနိုင်ငံသမိုင်းမှာမကြိုစဘူးပြင်းထန်တဲ့မှုန်တိုင်းတံကိုနှစ်ဖူးတွေ့တူးတွေ့ရင်ဆိုင်ခဲ့ရပါတယ် အခုနှစ်တကပါမှာဖြစ်ဘူးညမုန်တိုင်းအလုံးနဲ့မှာလေတိုက်နှုန်းပြင်းထန်ဆုံးဖြစ်မှတ်တမ်းဝင်တဲ့ Hurricane Marissa ဟာ Montego Bay လေကွေရဲ့တောင်ပတ်မြို့ဥက္ကဏကနေဖြတ်တမ်းပြီးကုန်းလေးမိုင်းကိုဝင်ရောက်ခဲ့ပါတယ်။မုန်တိုင်းအားပြင်းသောအချိန်လေတိုက်နှုန်းတစ်နာရီကို195ကီလိုမီတာအထိရှိပါတယ်။မုန်တိုင်းရဲ့ကြောင့်မြို့တော် Kingston ပါဝင်ဂျာမေကာနိုင်ငံတန်တရားမှာကြောက်ခမန်းလေးလေးလေပြင်းတိုက်တာမိုးတိခတ်စွာရွာသွန်းတာနောက်ဆက်တွဲရေကြီးမိပြီးမှုတွေပါကြုံရပါတယ်။ကိုယ်တော်မလဆာဟာဂျာမိကာကိုဖျက်ချော်ပြီးတော့အရှိမျောက်ဘက်စီဖြည်းဖြည်းလေးရွှေ့လာတာပါလေ ကျူဘာနိုင်ငံရှေ့ဇွန်ဒေတာစီချင်းကန့်နေပါတယ်။မွန်တိုင်းလက်ကြောင်ဟာကျူဘာဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဆန်ဒီယေဂိုဒီကျူဘာတဝိုက်စီဥတီနေပါတယ်။ဂျာမေကာမိုးလေဝသဌာနကတော့မွန်တိုင်းရှင်ကျောင်းနောက်ရပိုင်းလောက်ကြာတဲ့အထိပြင်းထန်ကြမ်းတမ်းတဲ့ရာသီဥတုကိုဆက်ကြုံရနိုင်တယ်လို့သတိပေးထားပါတယ်။ဂျာမေကာမှာမုန်တိုင်းတန်ကြောင်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့သေစိတ်အချက်လက်မသိရသေးပါဘူး။ကျွန်တော်တို့တင်းနေရမုန်တိုင်းကြောင့်ဂျာမေကာမှာလူသုံးထပ်မနေသေးပြီးဒါဇင်ချီတန်ရရပါတယ်။ မာလဇာဟာအဲ့ဒီမတိုင်ခင်ကလည်းဟေဒီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာလူ6ဦးအသက်ဆုံးရှုံးစေခဲ့ပါတယ်ဒိုင်နာမိုရီယာကာရီဘီယံပြည်လက်မှာ2005ခုနှစ်တုန်းကတိုက်ခတ်ခဲ့တဲ့ဝီလီမာနဲ့1988ကတိုက်ခတ်ခဲ့တဲ့ဂီလ်ဘတ်တို့နောက်ပိုင်းမာလဇာဟာပြင်းထန်ဆုံးဟာရီကိန်းအနေနဲ့မှတ်တမ်းဝင်လာပါတယ်။မာလဇာမတိုင်ခင်ကဟာရီကိန်းဂီဘတ်ဟာဂျာမေကာကိုတိုက်ရိုက်ကုန်းမဲဝင်ရောက်ခဲ့တဲ့နောက်ဆုံးမုန်တိုင်းလည်းဖြစ်ပါတယ်။